အားလုံးပဲမင်္ဂလာပါ Guardian Channel မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ကဘာတွမ်းကလူသားပေါင်းများစွာကိုနှိစင်ဒုက္ခပေးနေတဲ့ယောဂတစ်မျိုးအကြောင်းကို ပြောပြပေးတော့မှာဖြစ်ပါရစေ။ဒီယောဂဟာကျန်းမာနေတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အတွင်းမှာလျှို့ဝှက်စွာပေါင်းအောင်နေနိုင်ပြီးကိုခံရတဲ့ခိုက်တက်မျိုးမှာမှရုပ်တွေပေါ်ထွက်လာနိုင်တဲ့အလွန်ကိုစန့်ကျင်တဲ့ယောဂတစ်မျိုးပဲဖြစ်ပါရစေ။အဲ့ဒီယောဂကတော့တီဗီယောဂပဲဖြစ်ပါရစေ။ အန်အိုးဆရာကောင်းတာကကျွန်တော်တို့လူဦးရေရဲ့အများစုဟာတီဗီဘိုးကိုကိုခန္ဓာကိုယ်တွင်းမှာတည်ဆောက်ထားကြပြီးသားပဲဖြစ်ပါတယ်။ဒါပေမဲ့လက္ခဏာတွေပြလိပြထားမရှိတာမို့မိမိကိုယ်ကိုတီဗီဘိုးတည်ဆောက်ထားလို့တည်ဆောက်ထားရမယ်မသိချခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ဟာဘာကြောင့်ယောဂါကို ရှိလို့ရှိမှမသိပဲနေနေကြရတာလဲ။ချောင်းဆိုးခြင်းလိုမျိုးလက္ခဏာမျိုးကတော့ယောဂရှင်90ရာခိုင်နှုန်းလောက်ကသာပြတတ်တယ်ဆိုတဲ့အချက်ကရော ပါအောင်ဆိုလိုပါတယ်အိပ်ပျော်နေတဲ့ TV ဘိုးကိုဘလို့ရမျိုးကနှုတ်ထစီရလဲသူ့ရဲ့ဆိုးရပုံနဲ့မှန်ကန်တဲ့ကုသနည်းတွေကဘာတွေလဲစသည်တို့ကိုအစအဆုံးပြည့်ပြည့်စုံစုံ ရှင်းပြပေးတော့မှာဖြစ်ပါတယ်လူကြီးမင်းတို့ဘဝအတွက်အရေးအကြီးဆုံးဖြစ်တဲ့ကျမ၏အစဉ်နဲ့မြန်မာလာစီရင်အတွက်မရှိမဖြစ်လိုအပ်တဲ့ Friday ကျမ၏ဆိုင်ရာဓမြနဲ့လူကြီးမင်းတို့ဘဝကိုအကောင်းဆုံးထိန်းသိမ်းပေးနိုင်မဲ့ဤလက်များကို မျှဝေပေးဖို့က Guardian Channel ရွေးချယ်ပဲရှိပါတယ်။အခုလိုမျိုးတမိုးရှိရဲ့သိပညာဗီဒီယိုတွေကိုမလိုတဲ့ကြည့်ရှုနိုင်ဖို့အတွက် Guardian Channel ကို Subscribe လုပ်ပြီး Notify Bell ကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။အခုပဲဆက်လိုက်ကြအောင်။အပိုင်း1 TV ယောဂီလျှဝတ်ချက်အိနေသော TV နှင့်လက္ခဏာဖုံးကွယ်ခြင်း TV ယောဂါဆိုတာ Microbacterium tuberculosis လို့ခေါ်တဲ့ bacteria ပိုးကြောင့်ဖြစ်တာဖြစ်ပါတယ်။ဒါဟာ မျိုးလိုက်ယောဂမဟုတ်ဘဲယောဂရှိသူချောင်းဆိုးတဲ့အခါလေထဲကနေကူးဆက်တဲ့လေထဲကကူးဆက်ယောဂပိုးပဲဖြစ်ပါတယ်။ TV ယောဂပိုးနှမျိုးရှိပါတယ်။နံပါတ်1ငိုရှိုးနေသော TV လူဦးရေအများစုမှာ၎င်း TV အဆင်ရှိကြပါတယ်။ကိုခန်းအားကပိုးကိုထိန်းချုပ်ထားတဲ့အတွက်လက္ခဏာပြချင်းကူးဆက်ချင်းမရှိသေးပါဘူး။ဒါကြောင့်လူအများစုဟာ၎င်းအဆင်မှာမိမိကိုယ်ကို TV ယောဂရှိလို့ရှိမှန်းမသိကြကြပါဘူး။ နံပါတ်1တက်ကြွနေသော TV ဒီအဆင့်ရောက်မှသာ TV ယောဂဘိုးဟာလက္ခဏာပြခြင်းတဘာသူများကိုကူးဆက်ခြင်းစသည်တကိုဖြစ်လေရှိပါတယ် TV ယောဂဖြစ်လို့ဖြစ်မဲ့မတိရခြင်းဤအဓိကအကြောင်းရင်းကမ္ဘာလူရဲ့သုံးပုံထုပ်ပုံနီးပါးမှာ TV ယောဂဘိုးရှိနေတာဟာလက္ခဏာမပြတဲ့ငုံရှိုးနေသော TV အဆင့်မှာရှိနေလိုပဲဖြစ်ပါတယ်ပိုပြီးတော့ဆိုတာကတက်ကြွနေသော TV ဖြစ်နေတဲ့ယောဂရှင်တွေရဲ့ 50ရာခိုင်နှုန်းလောက်ကသာချောင်းဆိုးခြင်းစတဲ့အထင်ကြီးလက္ခဏာတွေပြတတ်တာမို့ယောဂဖြစ်လို့ဖြစ်မှမသိပဲနင်းနေကြခြင်းဖြစ်ပါတယ်။အပိုင်းနှစ်အိပ်ပျော်နေသော TV ကိုနှုတ်ထစေခြင်းအိပ်နေတဲ့ TV ကနေနှုတ်ထနေတဲ့ TV အဖြစ်ပြောင်းလဲသွားခြင်းဟာကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာစနစ်ပေါ်မှာပဲအဓိကမူတည်နေပါတယ်။လူဦးရေအများစုမှာ TV ယောဂဖို့ရှိနေပေမဲ့ပုံမှန်ကိုယ်ခန္ဓာကောင်းနေသည့် TV ပိုးတွေဟာ အိပ်ပျော်နေပါလိမ့်မယ်။ဘဲသူတွေမှာတီဗီရောကနှူးထလာနိုင်ခြေပုံမများပြပါသလဲ။အ धिक အားဖြင့်ကိုခန်းအနေနဲ့သူတွေမှာယောဂပေါ်ထွက်လာနိုင်ခြေပုံမများပြပါရယ်။ဥပမာအားဖြင့် HIV, AIDS ဝေဒနာရှင်များ၊စီးကျူယောဂရှိသူများ၊အာဟာရချို့တဲ့သူများ၊ကင်ဆာကုသမှုခံယူနေရသူများ၊တက်ကြီးရွယ်အိုများကိုခန်းအားကြာစင်းစီရဲ့စီးများသုံးဆွဲနေရကြသူများ ကြည့်လို့ဖြစ်ပါတယ်။ဒါအပြင်တီဗီရောဂါဖြစ်ပွားမှုများတဲ့နိုင်ငံကသူတွေလူနေထူထဲ့တဲ့နေရာမှာနေထိုင်ကြတဲ့သူတွေဟာလည်းရောဂါကူးစက်နိုင်ခြင်းပုံမှန်များပြားတာကိုတွေ့ရှိရပါတယ်။အပိုင်း3တီဗီရောဂါ၏လက္ခဏာများဆိုးရပုံနှင့်ထိခိုက်မှုများတီဗီဟာအဓိကအဆုတ်ကိုထိခိုက်ပေမဲ့အုံနောက်အရိုးကြောက်ကက်စတဲ့ခန္ဓာကိုယ်ရဲ့ဘဲအစိပ်ပိုင်းမှာစူးကူးစက်နိုင်ပါတယ်။ တီဗီယောဂါဤအဓိကလက္ခဏာများနှစ်ပတ်သို့မဟုတ်သုံးပတ်နှင့်အထက်ကြာရှည်စွာနာတာရှည်ချောင်းဆိုခြင်းတလိပ်တွင်သွေးပါခြင်းသို့မဟုတ်သွေးချောင်းဆိုခြင်းရှင်ဘက်အောင်ခြင်းသို့မဟုတ်အသက်ရှူရာခက်ခဲခြင်းစသည်လိုဖြစ်ပါတယ်အခြားလက္ခဏာတွေကတော့ညအချိန်ချွထွက်လွန်ခြင်းရှင်းပြများသောဖျားခြင်းတုန်ခြင်းကိုယ်လေးချိန်ကြာစင်ခြင်းအစာတောက်ပြက်ခြင်း အားနေခြင်းမောပန်နှွမ်းနေခြင်းစသည်လိုပဲဖြစ်ပါတယ်။နိုးထနေတဲ့ဒီဗီယောဂါကို အချိန်မီမှန်မှန်ကန်ကန်ကုသခြင်းမရှိပါကယောဂါပုံမဆိုးဝါးလာပြီး အဆုတ်ပြည့်စီခြင်း၊အုံနောက်အမြေးပါရောင်ခြင်း၊အယိုးအဆင်များပြည့်စီခြင်းစတဲ့နောက်ဆက်တွဲပြဿနာတွေမြောင်များစွာဖြစ်ပေါ်လာစေနိုင်ပါတယ်။ကဘာတဝင်းမှာဒီဗီယောဂါကြောင့်တည်ဆုံးသူလူဦးရေဟာများပြားနေစေဖြစ်တာမို့ပေါ်ဆာလို့မရပါဘူး။ ကုသမှုမခံယူနိုင်မှာကယောဂဖြစ်ပွားသူ90ရာခိုင်နှုန်းကျော်ဟာအသက်ဆုံးရှုံးရတယ်ဆိုပြီးလေးလာတွေ့ရှိရပါတယ်။အပိုင်းလေးတီဗီယောဂကုသခြင်းနဲ့စီးမမှန်တော့ရင်အရေးကြီးပုံတီဗီယောဂကိုပဋိစေဝါဆင်းများနဲ့ကုသရပါတယ်။အများအားဖြင့်6လမှ9လအထိအချိန်ကြာမြင့်စွာစီးဝါများကို ပေါင်းဆက်တောက်သုံးရပါမယ်။တီဗီယောဂဟာစီးမမှန်တော့ရင် လုံးဝပျောက်ခင်းနိုင်တဲ့ယောဂဖြစ်ပါတယ်။ဆေးကို ပုံမှန်တောက်သုံးကြည့်မရှိပါကဘာဖြစ်လာနိုင်လဲ။လူနာအနေနဲ့တက်တာလာတဲ့ချိန်ပြီး TV ဆေးများကိုတဝက်တစ်ပြက်နဲ့ရလိုက်တာဆေးမမှန်တာမျိုးတွေဖြစ်လာမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ TV ယောဂဘိုးတွေဟာကြံရှိနေပြီးတောက်နေကြဆေးတွေကို ရှင်းပါတော့ပါလိမ့်မယ်။ဒါကိုဆေးဘာ TV ယောဂလို့ခေါ်ပြီး ပုံမအားကောင်းတဲ့ပုံမဈေးကြီးတဲ့ဆေးတွေကို ပို့ပြီးအချိန်ကြာကြာတစ်နှစ်တစ်နှစ်ခွဲခန့်တောက်သုံးရပြီးကုသရလေးရှိပါတယ်ကုသရတာလည်းပို့ပြီးခက်ခဲပါတယ်ဒါကြောင့်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကို အချိန်ပမာဏမပြတ်လုံးဝယောဂပြောက်ခင်းသည့်အသည့်မှန်မှန်တောက်သုံးမှုအလွန်ကိုရေးကြည့်လာပါရယ်အပိုင်းငါကာကွယ်ခြင်းနဲ့ကိုခန်းအကောင်းအောင်နေထိုင်ခြင်း TV ယောဂါကို ကာကွယ်ရမှာ အရေးပါဆုံးပထမခြေလှမ်းကတော့ငွေကင်းစာကလေးတွေကို BCG ကာကွယ်ဆေးထိုးနယ်ပေးခြင်းပဲဖြစ်ပါတယ်။ဒီဆေးဟာ TV ယောဂါကိုလုံးဝကာကွယ်ပေးတာမျိုးမဟုတ်ပေမဲ့ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့အုံနောက် TV နဲ့အခြားပြင်းထန်သော TV ယောဂါပုံစံများမဖြစ်အောင် အထီရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ TV ယောဂါပို့ကို မနှိုးထလာအောင် ်ယောဂအဖြစ် မပြောင်းလဲလောက်အောင် ကာကွယ်ဖို့အတွက်နောက်ထပ်အဓိကသောချက်ကတော့ကိုယ်ခန္ဓာစနစ်ကို အမြဲတမ်းအားကောင်းနေအောင်ထိန်းထိန်းထားခြင်းပဲဖြစ်ပါတယ်။ကိုယ်ခန္ဓာကောင်းနေမှ TV ဘိုးကို အောင်နိုင်မှာပါ။၁အာဟာရပြည့်အောင်စားပါ။ကိုယ်ခန္ဓာမြင့်တင်ဖို့အတွက်နံပါတ်၁အချက်ကတော့အာဟာရမျှတပြီးပြည့်ဝအောင်စားသုံးခြင်းပဲဖြစ်ပါတယ်။ဗိုက်တာမင်နဲ့သတ္တုဓာတ်တွေကျွေးဝဖို့အတွက်အထူးလိုအပ်ပါတယ်။ ပရိုတင်းဓာတ်အမျိုးမျိုးကို လုံလောက်စွာစားသုံးပါဗိုက်တာမင် C ဗိုက်တာမင် D ဇင်းဓာတ်စသည်တို့ဟာလည်းကိုယ်ခန္ဓာအတွက်မရှိမဖြစ်လိုအပ်တာကြောင့်နေ့စဉ်စားသုံးမှုမှာပါဝင်အောင်ဂရုတစိုက်စားသုံးပေးပါနှစ်လုံလောက်စွာအိပ်စက်နားယူပါခန္ဓာကိုယ်ဟာအိပ်စက်နားယူနေချိန်မှာယောဂါကိုတိုက်ထုတ်နိုင်မဲ့ကိုယ်ခန္ဓာဆဲတွေနဲ့ပရိုတင်းတွေကို ထုတ်လုပ်ပေးပါရစေတညကို9နာရီမှ10နာရီလောက် လုံလောက်တဲ့အချင်းရရှိအောင် အတက်နိုင်ဆုံးကြိုးစားပါ အချင်းနဲ့နေပါကကိုခမ်းအစနစ်ကအားနည်းလာပြီးရောဂါပိုးဝင်ရောက်မှု အနေနဲ့ပုံမှုများပြားလာနိုင်ပါတယ်၃ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ ဥပမာတနေ့ကိုမိနစ်30လောက်လမ်းလျှောက်တာ စပိန်စည်းလာမျိုးကို ပုံမှန်လုပ်ပေးခြင်းအပြင်သွေးပက်လည်မှုကိုပုံမှန်ကောင်းမွန်စေပြီးကိုခမ်းအစဲတွေကိုခန္ဓာကိုယ်အနှံ့သို့ပုံမှန်မြန်ဆန်စွာ ရောက်ရှိစေပါရယ်။ဒါပေမဲ့ပင်မလုံးအကြီးရဲ့လေ့ကျင့်ခန်းတွေကိုတော့ခဏတာကုခန်းအားကိုကြာစီနိုင်တာမို့သတိထားပြုလုပ်ဖို့အကြံပေးချင်ပါရယ်။လေးစိတ်ပီစီမှုကိုထိန်းချုပ်ပါ။စိတ်ပီစီမှုများလုံးပါကခန္ဓာကိုယ်ထဲမှာကိုရီဆိုလို့ခေါ်တဲ့ဟော်မုန်းတွေထွက်လာပြီးကိုခန်းအားစနစ်ကို အာနေစီပါရယ်။တရားထိုင်ခြင်း၊ဝါသနာပါရာအရာများကိုလုံးဆောင်ခြင်းနဲ့ အနာယူခြင်းတို့ဖြင့်စိတ်ပစ္စည်းမှုကိုလျှော့ချပါငါစိလိနဲ့အရက်ကိုရှောင်ပါစိလိတောက်ရှင်းနဲ့အရက်အလွန်ကျွံတောက်သုံးခြင်းဟာလဲအဆုတ်ကိုဓာတ်ရိုက်ထိထိုက်စေပြီးကိုခန်းအားကိုပြင်းထန်စွာကျဆင်းစေပါတယ်ဒါကြောင့်တီဗီယောဂအပါအဝင်မြည်သည့်ယောဂကိုမဆိုကာဝယ်နိုင်ဖို့အတွက်စိလိနဲ့အရက်ကို လုံးဝဖျက်တော့ပါဒီနေ့ဗီဒီယိုကနေတီဗီယောဂဟာဖြစ်လို့ဖြစ်မှန်းမသိပဲငုံရှိုးနေတတ်တဲ့ ်ယောဂမျိုးဖြစ်ကြောင်းဒါပေမဲ့ဒီထဲကနေကူးဆက်တက်တဲ့ယောဂဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးသတိထားသင့်ကြောင်းသိရှိခဲ့ရပါတယ်။ကိုခန်းအကောင်းနေရင်တော့အိတ်နေတဲ့ TV ယောဂဟာနှုတ်ထလာမှာမဟုတ်ပါဘူး။အရေးကြီးဆုံးသတင်းစကားကတော့ TV ယောဂဟာကုသလို့ပြက်ကင်းနိုင်ပါတယ်။သင်ကိုယ်တိုင်ဒါမှမဟုတ်တင်းရဲ့မိသားစုဝင်တအုမှာသုံးပတ်ထက်ပုံမကြရှည်တဲ့နာတာရှည်ချောင်းဆိုးခြင်းလိုမျိုး လက္ခဏာများရှိလာခဲ့မှဆိုရင်မပေါ်စပါနဲ့ချက်ချင်းစစ်ဆေးမှုခံယူပြီးဆေးကိုဆေးပက်လျောင်းတောက်တုံးမှာဆေးပုံမှန်တောက်ခြင်းဟာတင်းနဲ့တင်းမိသားစုရဲ့အသက်ကိုကယ်တင်နိုင်တဲ့အပြင်ဆေးရင်ပေါင်းမှုအနေကနေလည်းကာကွယ်ပေးနိုင်ပါတယ် TV ယောဂါကိုကုသမှုပေးနိုင်တဲ့အတွက် ကျွန်တော်တို့အကြောက်စရာအရန်ကြီးမလိုအပ်ပါဘူးအသိပညာစနစ်တကျကုသမှုနဲ့ကျန်းမာတဲ့နေထိုင်မှုပုံစံတို့ဟာ TV ယောဂါကို အပြီးတိုင်းတိုက်ထုတ်နိုင်မဲ့အကောင်းဆုံးလက်နက်တွေပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုစုံတီကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကနေတမိုးရှိရဲ့အသိပညာဗဟုသုတတွေရရှိသွားရဲဆိုရင်လဲ like and share လုပ်ပြီးအားပေးကြလို့ရပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကြည့်အောင်လဲ notification bell ကိုနှိပ်ထားဖို့အကြံပြုချင်ပါတယ်။လူကြီးမင်းတို့အနေနဲ့ပုံမတိလိုတဲ့ကျမရဲ့ဗဟုသုတတွေရှိရဲဆိုရင်လဲ comment မှာရေးသွားပေးပါဦး။နောက်ထပ်ပုံမတမိုးရှိရဲ့ ကျမ်းမာရေးဘူးသူတာရဲ့အတွက် Guardian Channel ကို Subscribe လုပ်ပေးဖို့တောင်းဆိုရင်းနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်အားလုံးပဲကျမ်းမာပျော်ရွှင်နိုင်ကြပါစေ